the better he does the happier i am သူဘဝစွမ်းဆောင်နိုင်လေကျွန်တော်ပိုပျော်လေပါပဲ American သမ္မတ Donald Trump နဲ့ New York မြို့တော်ဝင်သစ် Oren Mandani တို့ဟာနိုင်ငံရေးပြိုင်ဘက်တွေဖြစ်ကြပေမဲ့သူတို့ရဲ့တောက်ချာနေကတွဲဆုံဆွေးနွေးပွဲကတော့နွေ့နွေ့ထွေးထွေးရှိခဲ့ပါတယ် We agree on a lot more than i would have thought ကျွန်တော်ထင်တာထက်ကျွန်တော်တို့အများကြီးတိုက်ဆိုင်မှုရှိပါတယ်သူအလို့အကောင်းဆုံးလုပ်နိုင်ဖို့ကျွန်တော်တို့ကူညီသွားမှာပါ ဒီလဆောပိုင်းကနယူးယောက်မြို့တော်ဝင်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ Democratic Socialist အုပ်ဖြစ်တဲ့မန်ဒါနီကသူတို့နှစ်ဦးအပတ်စဉ်တိုင်းမီဒီယာတွေမှာပြန်လည်တိုက်ခိုက်နေခဲ့ကြပေမဲ့လည်းဒီတွဲဆုံမှုကိုတောင်းဆိုခဲ့တာပါသမရထွန်းကလည်းရွေးကောက်ပွဲမတိုင်ခင်ကမန်ဒါနီသားနိုင်ရခဲ့ရင်နယူးယောက်မြို့ကို Federal ထောက်ပံ့ငွေကိုဖျက်ချမယ်လို့ထိန်းချုပ်ခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်တကားပိတ်ဆွေးနွေးပြီးတဲ့နောက်မှာတော့ရင်းရင်းနှီးနှီးပဲတွေ့မြင်ရပါတယ် သမရွန်ထရန့်ကိုအရင်လိုဖက်စစ်လိုပဲထင်ပါသလားလို့မန်ဒါနီကိုမေးတဲ့မိကုံးကိုထရန့်ကပေါပေါပါပါပယ်ချလိုက်ပါတယ်။ I've spoken about the... That's okay you can just say yes. ရပါတယ်ဟုတ်တယ်လို့ပဲပြောလိုက်လို့ရပါတယ်။ဟုတ်တယ်လို့ပြောလိုက်တာက ရှင်းပြနေတာထက်ပိုလွယ်ပါတယ်။မြေအမျိုးရာဆွေးမှုကိစ္စနဲ့နေစည်းချင်းမြင်မှုကိစ္စတွေကိုထရန့်နဲ့မန်ဒါနီတို့နှစ်ဦးပူးပေါင်းဆောင်ရွက်မယ်လို့ကတိပြုခဲ့ကြပြီးမနနီကလည်းအဲ့ဒီကိစ္စရက်တွေကိုဦးစားပေးလှုပ်ဆောင်သွားမယ်လို့ရွေးကောက်ပွဲကလေးကဂရီးပြုထားတာပါ ညယောက်မျိုးအင်္ဂါကဟာတနိုင်ငံလုံးပြင်းပြစေထက်နှစနီးပါးပိုမြင့်နေပါတယ်။ကျွန်တော်တို့အင်္ဂါကခြေကန်စားတောက်ကိုနေထိုင်စေကိစ္စပြောခဲ့ကြပါတယ်။ပြည်သူတွေခက်ခဲနေရတဲ့ကိစ္စနဲ့နီလန့်အမျိုးမျိုးကြောင့်ပြောခဲ့ကြပြီးသမရနဲ့အခြေယူစကားပြောခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ညယောက်မျိုးပြည်သူတွေကုန်ကြစေလျှော့ချနိုင်ဖို့လူတကွလှုံ့ဆော်ဖို့ညှိုးလင့်ပါတယ်။သမရထရဟာခုနောက်ပိုင်းကုံစင်တို့ကြီးမြင့်လာတာနဲ့ပတ်သက်ပြီးလူလူစစ်တမ်းတွေမှာအခြေအနေသိပ်မကောင်းလာပါဘူး။ကုံစင်တို့မြင့်တက်လာမှုဟာ အမေရိကန်ပြည်သူတွေအတွက်အဓိကပြဿနာတစ်ခုဖြစ်ပါတယ်။အကြခင်ကလုံခဲ့တဲ့ writer Ipsos စစ်တမ်းရအမေရိကန်ပြည်သူ26ရာခိုင်နှုန်းကပဲသမရထရန့်လူနေမှုစရိတ်ကိုနိုင်နိုင်နဲ့နဲ့စီမံခန့်ခွဲနိုင်တယ်လို့ထင်မြင်ချက်ပေးကြပါတယ်။နယူးယောက်မြို့တော်ဝင်သစ်မန်တာနီဟာဇန်နဝါရီလ1ရက်နေ့မှာမြို့တော်ဝင်ကျန်းသစ္စာကျင်းပပွဲကျင်းပဖို့ရှိပါတယ်ရှင်။